မေသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျီဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှု နားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အာဆီယံကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မယ်လို့အချမ်းဘတ်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်ကောင်းမြမအေးဖြစ်ရှင်းရမှာရွေးကောက်ပွဲကဦးစားပေးမဟုတ်ဆိုတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ရတိချက်နဲ့ကွဲလွဲနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အာဆီယံကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်က ပြောဆိုခဲ့တယ်လို့မြန်မာအကြမ်းဖက်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်လိုက်ပါတယ်။ယမန်နေ့ကနေပြီးတော့မှမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်နဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့တွဲဆုံစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကထိုကဲသို့ပြောဆိုတာဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွဆုံပွဲမှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီထွေးထွေးရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုတွေကိုတွေးရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်းအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်ဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်ရေးဖွဲ့များကိုလည်းဆက်လို့ပေးတော့မယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုခဲ့ကြောင်းအကြံပေးစစ်တကတပတ်သက်သတင်းထုတ်ပြန်ပါတယ် တို့ရမှာပြီးခဲ့တဲ့ဇူလိုင်လအတွင်းကကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေအစည်းအဝေးမှာရွေးကောက်ပွဲကအာဆီယံရဲ့ဦးစားပေးမဟုတ်တာကိုအာဆီယံကသဘောတူခဲ့ကြောင်းအာဆီယံပုံသဘောတူညီချက်၅ရက်နဲ့မြန်မာ၏လိုင်းနာဖြည့်ရှင်းရန်မြန်မာစစ်တပ်ကိုအဓိကဦးစားပေးတိုက်တွန်းခဲ့ပါတယ်။ဒါကြောင့်ဂျမတ်စစ်တပ်ရဲ့ဒီကနေ့တွဲဆုံမှုသတင်းထုတ်ပြန်ကြာအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးရဲ့ယက်တိချက်နဲ့လုံးဝကွဲလွဲနေရမှာမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကတော့တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ မြန်မာနိုင်ငံကအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်ပေမဲ့လည်းအကြံဖက်ဆက်ရနာတင်လိုက်တာကြောင့်အာဆီယံကမြန်မာကိုစီးဝေးများကနေဖယ်ထုတ်ခဲ့ကြောင်းအဲဒီနောက်မြန်မာရေးကိုဖြည့်ဆည်းရန်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လေးစားလိုက်နာရန်ပြက်ကွက်တာကြောင့်မြန်မာဂျာမန်စစ်တပ်ကိုအာဆီယံထိပ်သီးအစည်းအဝေးတွေအပါအဝင်ဝင်ကြီးများအဆင့်အစည်းအဝေးတက်ရောက်ခွင့်တွေကို2022ခုနှစ်ကတည်းကအာဆီယံကပိတ်ပင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့နတလင်းပြင်းပုံရွာကိုစစ်တပ်ကဝင်ရောက်ဆင်းနေပြီး အပြင်းမဲ့ပြည်သူတအူးကိုပြစ်တကလုံငယ်ငါးဦးကိုပေါ်တာစောရဲ့ဖမ်းဆီးပြီးငွေကျပ်360တောင်းပြီးပြန်လုပေးကဂျိုးပင်ကောင်းမှလည်းစစ်တပ်ကလုံငယ်10ဦးကျော်ကိုပေါ်တာစောရဲ့ဖမ်းဆီးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းနဲ့တလင်းမြို့နယ်မှာရှိတဲ့ပြင်ပုံရွာကိုချမ်းပတ်စစ်တပ်ကဝန်းရောက်စီးနှင်ပြီးပြည်သူတအူးကိုပြစ်တကလုံငယ်9ဦးကိုပေါ်တာစောရဲ့ဖမ်းဆီးပြီးငွေကျပ်360တောင်းပြီးတော့ပြန်လုပေးခဲ့တယ်လို့ဒေသနေပြည်သူတွေကပြောပါတယ်။ ီခဲ့တဲ့အော်တိုဘားလာ9ရက်နေ့မှာနတ်တလဲမျိုးနယ်ပြင်ပုံရွာကိုအချမ်းပတ်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးမြေရိပ်နေတဲ့အသက်16နှစ်အရွယ်အမျိုးသားတအူးကိုတနက်နေ့ပြစ်ခတ်သွားတယ်လို့သိရပါတယ်။အဲဒီအချမ်းပတ်စစ်တပ်စစ်ကြောင်းဟာဂျေးရွာတွင်းမှာလူငယ်9ဦးကိုလည်းပေါ်တာဆိုးရဲ့ဖမ်းဆီးသွားပြီးတဲ့နောက်မိသားစုဝင်များကိုတအူးကိုငွေကျပ်360နဲ့လိုက်လံထုတ်ယူခဲ့ရတယ်လို့သိရပါတယ်။အခုနတ်တလဲမျိုးပြင်ပုံရွာမှာစခွေးတွေကရွာသား9ဦးကိုပေါ်တာဆိုးရဲ့ဖမ်းဆီးပြီးတော့ငွေကျပ်360တောင်းပြီးတော့ပြန်လုပေးခဲ့ပါတယ်။ ။နောက်ပြီးအဲ့ဒီစကွေးတွေကမြေကြီးနေတဲ့အသက်16နှစ်အရွယ်ကောင်လေးတဦးကိုလည်းတနက်နေ့ပြစ်တက်သွားတယ်။ဘာကြောင့်ပြစ်တက်သွားလဲဆိုတာတော့မသိရသေးဘူးလို့ဒေသနေပြည်သူတဦးကပြောပြပါဗျ။အလားတူဂျိုးပင်ကောင်မျိုးနယ်နဲ့အုတ်ဖို့မျိုးနယ်အဆက်ကိုရောက်ရှိနေတဲ့အချမ်းဘတ်စက်တက်စကြောင်းကအနီးနားပဝင်းကျင်ဂျေဝါများကိုစကြောင်းထိုးနေပြီးတော့ပြည်သူများကိုဇက်တိုက်ပေါ်တာဆော့ရဲ့ဖမ်းဆီးနေတယ်လို့လည်းသိရပါဗျ။အဲ့ဒီအချမ်းဘတ်စက်တက်စကြောင်းဟာရေငန်ရွာကနေပြည်သူ၈ဦးတရတော်ရွာကပြည်သူ၆ဦးနဲ့ မဝူရန်ရွာမှာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးလက်ရှိချိန်မှာတော့လူသားတိုင်းပြုလုပ်ထားတယ်လို့သိရပါတယ်။ဒါပြင်ကျောပင်ကောင်မြို့နယ်အလဲကုန်းရဲစခန်းမှာလည်းအချမ်းဘတ်စတက်ကဖောကားနှစီးနဲ့အင်အားတွေထပ်မံဖြည့်တင်းထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရောင်းနှီးခုနှစ်ပွဲကနေအမေရိကန်ဒေါ်လာ9,900နီးပါးရှာဖွေနိုင်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ရောင်းနှီးပွဲကအမေရိကန်ဒေါ်လာ3,000ကျော်ရရှိခဲ့တာကြောင့် ရောင်းနှီးခုနှစ်ပွဲကနေအမေရိကန်ဒေါ်လာ9,600,900ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နယူးယောက်မြို့မှာရောင်းနှီးပွဲရဲ့ငွေစည်းရင်းရှင်းတန်းကိုပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တာဖြစ်ပြီးတော့ရောင်းနှီးပွဲတွေမှာငွေပမာဏအများဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအဲ့ဒီပွဲကနေရရှိတဲ့ငွေတွေကိုမြေပြင်ကိုပို့ဆောင်ပေးနေပြီလို့ပွဲချင်းပတဲ့ရောင်းနှီး live on online စီကအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့ AP လမှာစတင်ခဲ့တဲ့ရောင်းနှီးပွဲတွေမှာ Maryland က American Dollar 3,2598 ။ဘော့စတုန်ကအမေရိကန်ဒေါ်လာ4,4189ဆန်ဖရန်စစ္စကိုဘေးအေရီးယားကအမေရိကန်ဒေါ်လာ3,9906ဖလော်ရီဒါကအမေရိကန်ဒေါ်လာ6,4950တက္ကစကအမေရိကန်ဒေါ်လာ6,2884မဲလ်ဝါကီးကအမေရိကန်ဒေါ်လာ26,490နဲ့နယူးယောက်ကအမေရိကန်ဒေါ်လာ3,5506စုစုပေါင်းအမေရိကန်ဒေါ်လာ5,6961ရရှိကြတာဖြစ်ပါတယ်။ အဲ့ဒီရောင်ဒီပွဲကရရှိတဲ့ငွေတွေကိုအရေးပေါ်တဘာဝဘေးနဲ့စစ်ဘေးရှောင်များကဏ္ဍ၊ဂျမ်းမာရေးကဏ္ဍ၊ပညာရေးကဏ္ဍ၊တောင်ပေါ်တောင်အောင်လူခွင့်ရေးလှူရှားမှုများကဏ္ဍအသီးသီးတို့အချိန်မဆိုင်မဲ့လွှဲပြောင်းစစ်စစ်နေတယ်လို့လည်းဆိုပါတယ်။အရင်မှလင်းလင်းနဲ့ချစ်သူဝေတို့ကဒီဖြောပြေးပွဲတွေကိုအနုပညာကြီးမယူဘဲဖြောပြေးပေးနေတာဖြစ်ပြီးတော့အဲ့ဒီပွဲတွေကနေရလာတဲ့ငွေတွေကိုတော်လန်မီသားစုတွေရဲ့ပြန်လည်ထူထောင်ရေးမြေပြင်ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုနဲ့ပညာရေးစရိတ်ပို့ဆောင်ခြင်းနဲ့ တောင်မော်တောင်အောင်ဒေတာအနှံ့ကတန်းတူလူကွင်ရေလှုပ်ရှားမှုတွေအတွက်အသုံးပြုသွားမယ်လို့အဲ့ဒီပွဲစတင်ကျင်းပခြင်းကလေးကအတိပေးထားတာဖြစ်ပါတယ်။လင်းလင်းကဒီပွဲတွေစတင်မဲ့အချိန်ကလေးကရရှိလာတဲ့ငွေတွေကိုအချိန်မဆိုင်ပဲပို့ဆောင်ပေးမယ်လို့ကတိပြုခဲ့တာဖြစ်ပြီးတော့ပထမပွဲရဲ့လူတန်းမှုတွေကိုနောက်ပွဲတွေမှာအတိပေးလေးရှိတယ်လို့သိရပါတယ်။အဲဒီနောက်ထပ်မံပြီးတော့ရောင်နေရဲ့ဖြောပြပွဲတွေနေနဲ့လာမယ့်အော်တိုဘားလ19ရက်နေ့မှာလောင်းအင်ဂျလိစ်နိုဝင်ဘာလ10ရက်နေ့မှာမင်းနီဆိုတာနဲ့ နိုဝင်ဘာလ16ရက်နေ့မှာတော့ Buffalo မျိုးတွေမှာဆက်လက်ပြုတ်လုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဖာကန်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအချမ်းဘတ်စတက်ကဘုံကျဲခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဖာကန်မျိုးနယ်မလန်းကျေးဝါမှာအချမ်းဘတ်စကားဆတက်နဲ့ KIA KPTF တို့တိုက်ပွဲတွေပြင်းထန်နေပြီးအချမ်းဘတ်စတက်ကလေးချောင်းကနေဘုံကျဲခဲ့တယ်လို့သိရပါတယ်။နာမဖြစ်ဂျေးဝါအုပ်စုမှာပါတဲ့မလန်းဂျေးဝါမှာအချမ်းမဲ့စစ်တပ်နဲ့ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေအနီးကပ်တိုက်ပွဲဖြစ်ပွားနေတော့ ီခဲ့တဲ့အော်တိုဘားလ9ရက်နေ့နေ့လယ်12နာရီခန့်မှာအကြမ်းဖက်စစ်တပ်ကဂျာဖိုက်တာနဲ့ပုံကျဲသွားတယ်လို့ဒေသခံပြည်သူတအူးကပြောပါတယ်။အခုမြေပြင်မှာကတိုက်ပွဲတွေတော်တော်ပြင်းထန်နေတာပါ။အရက်သားတွေလည်းလို့ရကိုပြေးနေကြရတယ်။ဇာကာဆအစ်ကြောင်းကအထင်းနာတယ်လို့နှစ်ဖက်စလုံးကြာဆုံးမှုတွေရှိတယ်။လေကြောင်းကနေလာပြီးတော့ဖြစ်ကူရတဲ့အထိတိုက်ပွဲတွေပြင်းနေတယ်လို့၎င်းကဆိုပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးမှုရှင်းမရှိကိုတော့ဒီပြုနိုင်ခြင်းမရှိသေးပါဘူး။ ။လက်ရှိမှာတော့ဖားကန့်အပြင်ဗမောမှာလည်းအချမ်းဖက်စခါစားနဲ့ KIA ပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးတော့စကောင်းစီဘက်ကထိခိုက်ဒေဆုံးမှုတွေများနေတယ်လို့လည်းသတင်းရရှိပါတယ်။လက်ရှိဖားကန့်ဒေတာမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အပြေးဝထိန်ချုံနိုင်ခြင်းမရှိသေးတဲ့အချမ်းဖက်စကောင်းစီကဖားကန့်မျိုးနဲ့အတွဲမှာလူ9ယောက်ထက်ပိုပြီးတော့စုဝေးတာတွေမလုပ်ဖို့နဲ့ညာ10နာရီကနေ6နာရီထိအပြင်းမထွက်ဖို့ထုတ်ပြန်ထားပါတယ်။ KIA ဘက်ကတော့ဒေတာကန်တွေကိုစစ်ရေးသတိပြုနေထိုင်ကြဖို့မကြာခဏသတိပေးထားပါတယ်။ ဆလဘီထမံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာစစ်တပ်ထံသို့ဖုန်းသုံးဆွဲသူများရဲ့အချက်လက်များကိုလွှဲပြောင်းပေးခဲ့တဲ့တလီနော့စက်သွေးရေးကုမ္ပဏီကိုဦးဖြိုးစေးရတော်ရဲ့ဇနီးမဆိတ်ညုံအောင်နဲ့လူခွင့်ရေးဖွဲ့တွေကနဝေနိုင်ငံမှာပူးပေါင်းတရားစွဲခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အချမ်းပတ်အာနာတိန်စေဟုစုကမတရားဖမ်းဆီးပြီးဂျုံမိန်ဘေးကဒေဒန်ချကိုမြတ်ခံခဲ့ရတယ်။ကိုဖြိုးစေးရတော်ရဲ့ဇနီးဖြစ်သူမတ်သိန်ညုံအောင်နဲ့လူခွင့်ရေးလှုပ်ရှားမှုအဖွဲ့တွေဖြစ်တဲ့ Defense Myanmar Democracy မြန်မာအင်တာနက် project တို့ပူးပေါင်းပြီးနော်ဝေးစတဲ့ရေကုမ္ပဏီ Telenor ကိုနော်ဝေးနိုင်ငံမှာစတင်တရားစွဲဆိုလိုက်ပြီးလို့တဖန်မြန်မာဒီမိုကရေစီအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ Telenor အုံပြူသူတွေရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုအကြံဘတ်ဆဲဟုစုတန်လွှဲပြောင်းပေးရခဲ့ပြီးမကြာမီမှာအကြံဘတ်ဆဲဟုစုရဲ့ဖန်စီခုံးမြတ်ခြင်းကိုခံခဲ့ရတဲ့အနန္တီလွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖြိုးစိရတော်ရဲ့ဇနီးမတ်သိန်ညောင်းအောင်ပါဝင် Telenor ASA ကိုနော်ဝေးနိုင်ငံမှာတရားစွဲဆိုဖို့စီစဉ်ခဲ့တာလို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလတွင်အကြံဘတ်စတက်ကအာနာတိန်ကျိုးပတ်မှုစတင်ပြီးတဲ့နောက်ပိုင်းမှာအာနာတိန်မှုကိုစန့်ကျင်တဲ့ဒေါ်လန်သူတွေအပေါ်အကြံဘတ်ဆယ်ဟုဆိုးကအင်အားသုံးပြီးအကြံဘတ်နှိမ်နှင်းမှုတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတဲ့ချိန်ဒယ်လီနော့ကအုံပြုသူပြည်သူတွေရဲ့မိုဘိုင်းဒေတာအချက်လက်တွေကိုဆယ်ဟုဆိုးတန်လွှဲပြောင်းပေးရခဲ့တယ်လို့ဆိုပါတယ်ဒီလိုလွှဲပြောင်းပေးရခံရတဲ့အချက်လက်တွေထဲမှာဒယ်လီနော့အုံပြုသူတွေရဲ့အမည်လိမ့်စာနိုင်ငံသားစစ်စီရေးကပြဖုန်ခေါ်ဆိုမှုမှတ်တမ်းတွေနဲ့နောက်ဆုံးတီနီယာစတဲ့ အလုံးအန္တရာယ်များပြီးထိရှာလိုတဲ့ချက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။အခုလိုတယ်လီနော့ကပေးရခဲ့တဲ့ data အချက်လက်တွေကိုအသုံးပြုပြီးအကြမ်းဖက်ဆဲဆိုးကရသားတွေကိုခြေရခံတာထိမ့်သိမ်းတာနဲ့ညင်မှန်နှိမ့်ဆက်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဒီဖျန်းနဲ့ဆက်ဆက်ပြီးတော့စရေခံရသူများစွာဟာအာရမဖန်စီနှိမ့်ဆက်ညင်မှန်ထောင်ချခံခဲ့ရပြီးတော့အ ਨੇ ဆုံးလူတအုပ်ကိုမြတ်ခံခဲ့ရတယ်လို့ Defend မြန်မာဒီမိုကရေစီအဖွဲ့ကဆိုပါတယ်။အတုံပြူသူတွေရဲ့ချက်လက်တွေကိုဆဲဆိုးတန်လွှဲပြောင်းမပေးဖို့ ရပ်ဖက်ဖွဲ့စည်းများစွာကတရားဝင်တောင်းဆိုတားမြစ်နေတဲ့ကြားကနေဒယ်လီနော့ကချက်လက်တွေကိုလွှဲပြောင်းပေးရခဲ့တာလို့လည်းဆိုပါတယ်။အဲဒီကနေဒယ်လီနော့ကပိုင်ဆိုင်မှုတွေကိုအပြီးတန်ရောင်းချပြီး2022ခုနှစ်ထဲမှာမြန်မာနိုင်ငံကနေထွက်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီချိန်မှာမြန်မာနိုင်ငံမှာဒယ်လီနော့အုံဆွဲသူပြည်သူပေါင်း22တန်းကျော်ရှိနေခဲ့တယ်လို့ဒဖန်မြန်မာဒီမိုကရေစီအဖွဲ့ကဆိုထားပါတယ်။ဒီမှုဟာစီးပွားရေးနဲ့တပ်ဆိုင်နဲ့ဆုံးဖြတ်ချက်တွေကလူ့အတွက်နဲ့ဘဝများစွာပေါ်ဆိုးဝါးစွာအန္တရာယ်ဖြစ်စေတဲ့ကောင်မှာ ထူးသဖြင့်မြန်မာနိုင်ငံလိုပြည်ပကဖြစ်ပွားရာဒေတာမျိုးတွေမှာမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအကောင်အထည်ပေါ်တဲ့အခါမှာအဆိုပါစီးပွားရေးလုပ်ငန်းတွေကိုအဆိုပါစီးပွားရေးလုပ်ငန်းတွေရဲ့တာဝန်ယူမှုနဲ့ဒဇိုင်းရအစိုးရနိုင်ငံရဲ့ချစ်ချမ်းမှုတို့ကိုရည်တကြည်လိုအပ်ကြောင်းကိုအခုလိုထပ်လောင်းမလေးပေးဖော်ပြတာဖြစ်တယ်လို့လူခွင့်ရေလှှရှားတဲ့ရပ်ပွဲစည်းတွေကလည်းထုတ်ပြန်ထားပါတယ်။ဒလီနော်အုံပြုသူအားလုံးရဲ့ချက်လက်တွေကိုလက်ရှိမှာဆဲအုပ်စုနဲ့ပတ်သက်ဆက်ဆက်နေတဲ့ရွှေပြိုင်းမြို့ကုမ္ပဏီအုပ်စုကထိန်းချုပ်ထားပြီးတော့လက်ဗနော်ခြေဆိုင် M1 ဂရုနဲ့ပူပေါင်းဝယ်ယူပြီးတော့ လက်ရှိမှာအတန်မြန်မာနာမည်နဲ့လုပ်ငန်းလည်ပတ်နေတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့တဲ့သတင်းပေးသများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။